ကောသရမင်းကြီးကရသော်ဘုရားစီတနေ့၃ချိန်၃ချိန်လာရောက်ပြီးစိတ်ကတ်တယ်။ကောသရမင်းကြီးဆိုတာအတိညာတော့အလွန်ထက်မြက်တာမဟုတ်ဘူးသူကသို့တော့သူ့အတိုင်းတာအရသူ့တဲ့အတွေးခေါ်လေးတွေတော့ရှိတယ်ပေါ့တိုင်းပြည်အုပ်ချုပ်တဲ့ဘရင်တစ်ပါးဆိုတော့သူမှာစဉ်းစားမှုလေးတွေရှိတယ်။တနေ့ကျတော့ရသော်ဘုရားစီသူတနေ့ကို၃ချိန်၃ချိန်လာလေးရှိတော့ တနေ့ရောက်တဲ့အခိုက်မှာမြတ်စွာဘုရားကိုသူမေးခွန်းတစ်ခုမေးတယ်။နော်အဲ့ဒီမေးခွန်းလေးကမှတ်သားစရာကောင်းတယ်။မြတ်စွာဘုရားရဲ့အဖြေလေးရတယ်ပဲ။အမတမ်းမကောင်း။သူပါမေးတော့ဆိုအဋ္ဌိနုခောဗန္တိဧကောဓမောအဋ္ဌိနုခောဗန္တိဧကောဓမောယောဥဘောအဋ္ဌိတမတိကရှခနာတိဆိုတဲ့ဒီစကားလုံးလေးနဲ့မေးတာ။အဲ့တော့ ဆိုလိုရင်အပါတော့ဆိုလို့ရှိရင်အကျိုးနှမျိုးကိုရအောင်ဆောင်ရွက်နိုင်တဲ့တခုတည်းသောတရားဆိုတာရှိပါသလားတခုတည်းသောအကြောင်းအရာဓမ္မဆိုတဲ့စကားလုံးကတတဝါမဟုတ်ဘူးနေချာကိုဆိုလိုတယ်ဟောအဲ့တော့ဗမာလူဘာသာပြန်တော့တရားတရားနဲ့ပြန်တာပေါ့တရားဆိုတဲ့စကားလုံးကဓမ္မကိုပြန်တာဖြစ်သောကြောင့်အလွန်ကျယ်ပြန့်လောအာကြီးတယ်ပေါ့နော် တဘာဝလို့ဆိုလိုတာပေါ့ကဲတဘာဝနဲ့ပြောမယ်ဆိုရင်အကျိုးနှမျိုးကိုရအောင်ယူနိုင်တဲ့လူတွေရဲ့တဏ္ဍမှာဖြစ်တဲ့တဘာဝတစ်ခုဆိုတာရှိပါသလားနော်နေချာတစ်ခုရှိနိုင်သလားဒီလိုဆိုလိုတာတဘာဝတစ်ခုတည်းကအကျိုးနှမျိုးကိုရအောင်ယူနိုင်သလားဒီမေးခွန်းမေးတာနော် တဘာဝအနေအချင်းသူကတစ်မျိုးတည်းပဲအဲ့ဒီတစ်မျိုးကအကျိုးနှမျိုးကိုတပြိုင်နက်ရအောင်ယူနိုင်တဲ့ဟာမျိုးရှိပါသလားပမာစကားမှာတစ်ချက်ခုနှစ်ချက်ပြတ်ဆိုရလို့ပေါ့ကောင်းကျိုးချမ်းသာနှမျိုးလုံးကိုဖော်ဆောင်ပေးနိုင်တဲ့တခုတည်းကကောင်းကျိုးချမ်းသာနှမျိုးကိုဖော်ဆောင်ပေးနိုင်တာမျိုးရှိသလားလို့ဆိုမြတ်စွာဘုရားကရှိတယ်လို့ဖြေပြီးတော့ဘာလဲလို့ဆိုရင်အပမာဒပဲ ရှင်မှုမေးလျော်ပြီးတော့မနေပဲနဲ့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်စေတဲ့အပမာဒဆိုတဲ့တတိတရားဟာသဘာဝအားဖြင့်တစ်ခုတည်းဖြစ်တော်လဲပဲအကျိုးနှမျိုးကိုရအောင်ယူပေးနိုင်တယ်လို့ဒီလိုဟောတာနော်ရောကောသရမင်းကြီးကိုမြတ်စွာဘုရားဒီမေးခွန်းကိုဖြေလိုက်တာရှိတယ်အပမာဒဆိုတဲ့တတိပဲ ရှင်မူးခြင်းမေးလျော့ခြင်းမရှိဘဲနဲ့အမှန်ကန်သိပြီးတော့နေတဲ့သဘာဝအကျိုးနှမျိုးကိုရအောင်ယူပေးနိုင်တယ်လို့ဆိုပြီးမြတ်စွာဘုရားရှင်းဟောပုံအဲ့တော့ကောင်းကျိုးချမ်းသာတွေဆိုတာလောကမှာဘာတွေလဲဘာတွေကိုယူပေးနိုင်တာလဲလို့ဆိုမြတ်စွာဘုရားအသေးစိတ်နားလည်အောင်ကောသလမင်းကြီးကိုဗာပြောတော့ဆို အာယုံအာရောဂိယံဝဏ္ဏသက်ကံဥစ္စာကုလီနတာရတိယောပဋိယံဒေနဥလရာပရာပရာလောကလူတွေဟာကောင်းကျိုးချမ်းသာကိုရချင်တာလူတိုင်းလူတိုင်းပဲဒါအတိဝဲဖြစ်ဖြစ်ကောင်းတာကိုလူချင်းကြတယ်အကောင်းကိုဆုတောင်းတယ်မျှော်လင့်တယ်တောင်းတတယ် ချမ်းသာခြင်းနဲ့လူတိုင်းလူတိုင်းဆင်းရဲဒုက္ခကိုကြောက်တယ်ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ကောင်းမေဆိုတာတွေကိုလိုချင်ကြတယ်အဲ့ဒီမှာလူတွေလိုချင်တာတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားတခုစီပြောတဲ့အခါအာယုံအသက်ရှင်မှုလူတွေဟာလိုချင်ကြတယ်ဘုသူမေးကြည့်ကြည့်အလုံးဟာအသက်ရှင်ချင်တာကြည့်ပဲကောင်း စိတ်ညစ်နေတဲ့လူတယောက်သာသိကျင်တယ်လို့ပြောမှာစိတ်မှန်နေတဲ့လူတွေဟာဘယ်သူပဲဖြစ်ဖြစ်အသက်ရှိကျင်တာဒါကြောင့်မို့လို့အသက်ရှိဖို့အတွက်ဆုပေးဆုယူတွေလုပ်ကြတယ်နိအသက်ရှိပါစေဆိုပြီးတော့ဆုတောင်းကြလူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းကြမြတ်စွာဘုရားကအေးအသက်ရှိကျင်သလားအသက်ရှိကျင်လို့ရှိရင် သက်ရှိမှုကိုလိုလားလို့ရှင်ကုသိုလ်ကောင်းမှုပဲလုပ်ပါလို့အသက်ရှိစေတတ်တဲ့ကုသိုလ်ကောင်းမှုလုပ်ပါလို့အဲ့ဒီလုပ်ပါဆိုတော့ကုသိုလ်ကောင်းမှုကိုအမှတ်ရစေတတ်တဲ့အပမာဒလို့ရှင်မှုမေးလျော်မနေပဲနဲ့အသက်ရှိခြင်းအသက်ရှိတဲ့အကြောင်းကိုလုပ်အောင်ဆိုပါစို့ကုသိုလ်ကောင်းမှုဆိုတဲ့စကားလုံးကအင်တာမကျက်ပြတ်တယ်လို့ပြောအောင် တက်ရှိခြင်းနဲ့ဆိုလို့ရှင်အကျိုးပြုတဲ့တရားကုသိုလ်ကိုအင်္ဂလိပ်လိုပြန်တဲ့အခါ wholesome state လို့ဒီလိုပြန် wholesome ဆိုတာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတဲ့အရာအကောင်းတွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာအမြင့်ဆုံးနဲ့ပြောတဲ့အခါကျတော့လူတွေရဲ့စိတ်ထဲမှာဖြစ်တဲ့ကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေနိုင်တဲ့စိတ်နေသဘောထားတွေစိတ်ကောင်းနှလုံးကောင်းတွေကိုကုသိုလ်လို့ခေါ်တော့ပေါ့ ို့တော့အလုံးချုံကုန်ပြီးတော့တနွေငင်တစ်စင်ပါနဲ့ပြောမယ်ဆိုလို့ရှိရင်လူဘဝမှာအကျိုးပြုတဲ့အရာတွေမှတ်သမျှကောင်းကျိုးပြုတဲ့အရာတွေမှတ်သမျှကုသလလို့ဒီလိုပြောလို့ရနိုင်တာပေါ့နော်ကောင်းကျိုးပြုသူနိုင်တဲ့အကျိုးတရားတွေဟာဆိုပါစို့အသက်ရှင်ဖို့အတွက်အကျိုးပြုတယ်လို့ဆိုတဲ့နေရာမှာနံပိုင်းဆိုင်ရာတွင်မကဘူး မိမိနဲ့တင့်လျော်တဲ့အစာအစာစားတာကျမ်းမာအောင်နေတတ်တာကျင်ညက်ကျင်ညက်လွယ်တဲ့အစာအစာတွေစားတာအတိုင်းတာနဲ့စားတာမတည့်တာတွေရှောင်းတာကိုချင်းသီလပြည့်ဝအောင်နေတာဟောတာတွေဟာအသက်ကိုရှိစီတတ်တဲ့အကြောင်းတရားတွေသာဖြစ်တယ်ဘုအသက်ကိုရှိစီတတ်တဲ့အကြောင်းတရားတွေဟောဆန်းလို့ဒီလိုပြောလို့ရတယ် ဒီထဲမှာမြတ်စွာဘုရားကုသိုလ်လို့ဆိုတာကြတော့စိတ်ထဲမှာဖြစ်ပေါ်တဲ့စိတ်နဲ့စေနဲ့သိလို့ဆိုတဲ့နန္တရားပိုင်းကိုအဓိကထားပြီးတော့မြတ်စွာဘုရားကုသိုလ်လို့ဒီလိုခေါ်လိုက်တယ်။အဲဒီမှာလူရဲ့ခန္ဓာကိုယ်ကိုရုပ်ပိုင်းဆိုင်ရာအကျိုးပြုမှုတွေကျမ်းမာစေတတ်တဲ့အစာအစာကျမ်းမာစေတတ်တဲ့အနေအထားတွေကိုတော့ဥပနိဒေယပစ္စယောဆိုပြီးတော့ဟော မြတ်စွာဘုရားကအာချီသောအကြောင်းတစ်ခုအနေနဲ့ဟောထားတာအဲ့ဒါအသက်ရှိခြင်းနဲ့ဆိုလို့ရှိရင်အစာအာဟာရတို့ယာတိဥဒုတို့ဆိုတာတွေကလည်းလူကိုအကျိုးဖြစ်စေတတ်တယ်။နန္တရားနဲ့ဆိုရင်ကုသိုလ်ကောင်းမှုတွေအသက်ရှိစေတတ်တယ်လို့ဒီလိုဆိုတယ်။သက်ရှိခြင်းရဲ့အကြောင်းတရားတွေကိုလေးစားလိုက်နာပြီးတော့ကုသိုလ်ပိုင်းကစိတ်ပိုင်းဆိုင်ရာဆောင်ရွက်တယ်။အနေထိုင်ပိုင်းဆိုင်ရာလည်းပဲ ်တော်တဲ့အစာအာဟာရတင့်တော်တဲ့ရာသီဥတုနဲ့နေတာဒါတွေဟာအသက်ရှိခြင်းအကြောင်းအဲ့ဒီအသက်ရှိခြင်းအကြောင်းတွေကိုတတိထားပြီးတော့အသိပညာနဲ့ဆင်ញင်သုံးသက်တဲ့ပုဂ္ဂိုလ်တွေမှာအသက်ရှိခြင်းဆိုတဲ့အကျိုးတရားကိုရနိုင်တယ်လို့ဒီလိုဆိုလို့အဲ့ဒါလို့မဟုတ်ဘဲနဲ့မစင်စားဘူးကိုယ်နဲ့တဲ့လားမတဲ့လားလဲမစင်သာဘူးစားကြင်လားစားမယ်သွားကြင်ရသွားမယ်ရာသီဥတုလည်းပဲမစင်ကြဘူး အဲ့ဒါလို့နေမယ်ဆိုရင်တော့အသက်ကိုထိခိုက်လာတယ်။ဇမယေတွေထိခိုက်လာတယ်။ပြင်မရတဲ့အနေအထားမျိုးတွေရောက်လာတယ်ဆိုတာမျိုးဖြစ်လာတယ်ပေါ့။အေးဒါကြောင့်မို့အသက်ရှိခြင်းဆိုတဲ့အကျိုးကိုလိုလားတယ်ဆိုလို့ရှိရင်တော့ခုနကခေါင်းကျိုးချမ်းသာကိုရစိတ်နိုင်တဲ့ကုသတရားလှုပ်တာမိမိနဲ့တင့်တော်တဲ့အနေအထားအစားအသောက်ဥရုမျိုးနဲ့ နေတာထိုင်တာအသက်ရှင်ခြင်းအကြောင်းပဲဒီလိုဆိုလိုတာမြတ်စွာဘုရားကတော့ဒီသုတ္တမဟောလိုက်တယ်အသက်ရှင်ခြင်းသလားအရောဂိယကျန်းမာခြင်းသလားယောဂကင်းခြင်းသလားနော်ဝဏသက်ရှိပြီးကျန်းမာပြီဆိုတဲ့အခါမှာအရွယ်တင်းခြင်းသလားအသားရေပြည့်ပြည့်ဖြိုးဖြိုးနဲ့ နော်အရေးစင်းလှလပပနဲ့အရွယ်တွေမကြဘဲနဲ့တင်းတော့တင်းနေဖြစ်ချင်သလားတက်ခကောင်းတာတွေနဲ့ပဲတွေ့ကြုံနေဥစ္စာကုလီနာဘဝမှာအဆင်မြင့်မြင့်နေရတယ်အမျိုးမြတ်တဲ့ဘဝမျိုးမှာဖြစ်ရတယ်ရတိယောပဋ္ဌယံတေနလောကမှာပျော်စရာတွေမွေးလျော်ပွဲရာတွေ အလုံးအကောင်းဆိုတာတွေကိုမျောလင့်တယ်ဆိုရင်တဲ့။ဟောကောင်းပြီညွတ်ပြီဆိုတဲ့ဥလာကပရာပရာအဲ့ဒါတွေကိုမျောလင့်တယ်ဆိုလို့ရှိရင်တော့ကိုယ်တဏ္ဍမှာရရမဲ့အကြောင်းတစ်ခုကတော့ဘာလဲလို့ဆိုရင်အပမဒံပတန်တန်တိပုံရကရိယာသူပဏိတာကုသိုလ်လုပ်ဖို့မမေ့တဲ့အပမရတရားကုသိုလ်လုပ်ဖို့တတိယနေမှုဟာ အကောင်းဆုံးပဲလို့အခုလိုကောင်းကျိုးချမ်းသာတွေများများလိုချင်ပြီဆိုလို့ရှိရင်ကုသလုပ်ဖို့မမေ့ခြင်းဆိုတဲ့တတိတရားဟာအရေးပါတယ်ဆိုပြီးမြတ်စွာဘုရားဒီလိုဟောတာနော်အပမဒံပတန်တန်တိပုံညာကရိယာသူပဏိတာပုံညာဆိုတာဘဝမှာဖြူစင်တောက်ပြောင်စေတတ်တဲ့အလုံမျိုးတွေကိုပုံညာလို့ခေါ်တယ်ဒါနာကောင်းမှုလုပ်တယ်လို့ဒီအတွက်ကြောင့် မိမိမှာစီပါဥစာတွေတိုးတက်တယ်ဘဝအပေးအခြေအနေတွေကောင်းတယ်အဲ့ဒီပုံညဆိုတဲ့ဘဝဖြူစင်မြင့်မြတ်ပြီးတော့ကောင်းမြတ်တဲ့ဘဝကိုဖြစ်စေနိုင်တဲ့ကုသတရားတွေကရိယာကောင်းကျိုးချမ်းသာတွေကိုရလို့လှုပ်တင်လှုပ်ထိုက်တယ်ဒီစကားနှလုံးနဲ့လူတွေရဲ့ဘဝကိုမြင့်မြတ်ဖြူစင်စေပြီးလှုပ်တင်လှုပ်ထိုက်တဲ့ကုသတွေကိုပုံညာကရိယာလို့ဒီလိုခေါ်တယ် ပုံညာကရိယာသူပဏိတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကကုသိုလ်ကောင်းမှုလုပ်ဖို့မမိတ်မလျော်ခြင်းဆိုတဲ့တတိတရားကိုပဲချီးမွမ်းစကားပြောတဲ့အေးတတိဟာအရေးပါတယ်အသက်ရှိဖို့အတွက်လည်းတတိဟာအရေးပါတယ်ကျန်းမာဖို့အတွက်လည်းတတိဟာအရေးပါဟုတ်တယ်လေတတိလက်တော့ငှက်တောင်ကျွတ်ဆိုတာငှက်များဟာတောင်ကျွတ်သွားရင်ပြန်နိုင်စွာမရှိတော့လူတွေဟာလည်းတတိလက်လွတ်သွားလို့ရှိရင် ကောင်းကျိုးချမ်းသာရနိုင်ဖို့မရှိအဲဒါကြောင့်မို့တသီဖို့အတွက်လည်းတတိလိုတယ်ယောဂမြင့်ကျမ်းမာဖို့လည်းယောဂကင်းပြီးကျမ်းမာဖို့လည်းပဲတတိလိုတယ်အသားရေပြည့်ဖြိုးနေဖို့တတိလိုတယ်ကောင်းမြတ်တဲ့ဘဝတွေရောက်ဖို့ဆိုတာလည်းတတိလိုတယ်အထက်တန်းကြကြဘဝခရီး ရှောက်လန်းဖို့ဆိုတာလေတတိလိုတယ်လောကမှာကောင်းပြီဆိုတာတွေရရှိဖို့အတွက်လေတတိဟာလိုအပ်တယ်ဘယ်မှာအတွက်လိုအပ်တော့ဆိုကုသိုလ်လုပ်ဖို့အတွက်တတိဟာအများကြီးလိုအပ်တယ်ဒီလိုဆိုတာပေါ့နော်ဘာကြောင့်တတိကိုလိုတယ်လို့ပြောတော့ဆိုအပမတ်တော်ဥဘောအထေအဋ္ဌကနာတိပန္တိတော်လောကမှာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာ မမေ့မလျော့နဲ့လှုပ်သွားသည့်အတွက်ကြောင့်ဒီဘဝကောင်းကျိုးချမ်းသာကိုလည်းရအောင်လုပ်တယ်။နောက်ဘဝကောင်းကျိုးချမ်းသာကိုလည်းရအောင်လုပ်တယ်။လူမှုရေးအကျိုးပြုလုပ်တည်လုပ်သွားတဲ့ပုံကိုယ်တွေရှေးသူတော်ကောင်းတွေလုပ်သွားတဲ့အလုပ်တွေဆိုပါစို့တရားမင်းအဖြစ်သို့ရောက်သွားတဲ့မခရွာကမဆလကမခဆိုတဲ့ လူတယောက်ရဲ့လိုက်နာခြင်းသုံးသွားမှုတွေမစလရွာကမခဆိုတဲ့လူတယောက်ရဲ့ဆောင်ရွက်လုပ်ကင်မှုတွေဟာဒီဘဝလဲကောင်းကျိုးချမ်းသာတွေရစေပြီနောက်ဘဝမှာလဲကောင်းကျိုးချမ်းသာတွေသူလုပ်တဲ့လုပ်ငန်းတွေကဘာတွေတုံးဆိုမိဘနှစ်ပါးကိုပြစ်မှတ်ဘူးဂရုစိုက်တယ်မိဘကိုကြွေးမွေးတယ်ဆွမ်းရှောက်တယ် ကိုအမျိုးတွေအဆွေတွေအသက်ဝင်ရကြီးတဲ့ပုံကိုယ်တွေကိုစောင့်ရှောက်တယ်။ဟောသူလှုပ်တဲ့အလုပ်တွေကစကားပြောရင်လည်းပဲရင်ကြီးကြီးပြောတယ်။ကြမ်းတမ်းတဲ့စကားမျိုးကိုမပြောဘူး။သူများတဦးနဲ့တဦးမတက်အောင်ခုံတိုက်တာတွေမလုပ်ဘူး။အားလုံးအဆင်ပြေနေအောင်ညှိနှိုင်းတိုင်ပင်ပြီးပြောဆိုပေးတတ်တယ်။နှမျောတွန့်တို့မှုဆိုတဲ့မစ္စရိယတရားကိုရင်ဝယ်မထားဘူး။ အလုံးရဲ့ရဲ့ရိုးရိုးအလုံးပေါ်မှာမြတ်တာတဲ့စိတ်ရှိတယ်။ကိုချင်းစာတရားထားတယ်။ကိုချိုးကတစ်ဖက်သားကြည့်တဲ့အနေအထားမျိုးမရှိဘူး။အဲ့ဒီလိုလောကမှာလူတော်လူကောင်းတွေကျင့်တဲ့လိုက်နာဆောင်ရွက်တဲ့အလုပ်တွေကိုလုပ်တာ။အဲ့ဒီအလုပ်တွေလုပ်ခြင်းဟာဘု து ကြောင့်လုပ်ဖြစ်နေတာတော့ဆိုတတိကြောင့်လုပ်ဖြစ်နေတာ။ ဓာရီဓာရီလှုပ်ရင်ကောင်းကျိုးချမ်းသာတွေကိုဖြစ်နိုင်တယ်ဆိုတဲ့တတိတရားတတိတရားရှိနေလို့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်သွားလို့ဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရပြီးနောက်ဘဝမှာလည်းအဆင့်မြင့်တဲ့ဘဝကိုရောက်သွားတယ်လို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒါကိုရည်ညွှန်းပြီးတော့ဒီလိုဟောတယ်ဟောပြီးတော့ကောသလမင်းကြီးသဘောပေါက်အောင် ဋ္ဌိဓမ္မေစယောအထောယောသတ္ထောတံပရာယိကောလက်ရှိဘဝမှာရနိုင်တဲ့အကျိုးအတခုနော်လက်ရှိဘဝမှာရနိုင်လဲဆိုတာပါတယ်လေလက်ရှိဘဝမှာရနိုင်တဲ့အကျိုးဆိုတာစိဘဥစ္စာတွေတိုးတက်တာတို့လူကြီးလူငယ်ပေါ်တာတို့ဂုံတရင်ကြွယ်ဝတာတို့လက်ရှိဘဝမှာအလုံးအစင်ပြေနေတာအဲ့ဒီလက်ရှိဘဝမှာအစင်ပြေစေတတ်တဲ့အကျိုးတရားတွေပေါ့ လက်ရှိဘဝမှာအောင်မြင်မှုဒေဒေတမေဆရောအပ်ရောစတ်သောတံပရာယိကောတမလွန်ဘဝမှာအစဉ်ပြေမှုတချို့အလုပ်တွေကလက်ရှိဘဝမှာတော့အစဉ်ပြေပါရဲ့တမလွန်ဘဝမှာအချိန်မပြေဘူးဆိုပါစို့တစ်ဖက်သားမျက်ရည်ကြအောင်လုပ်ပြီးတော့ရတော့တဘဝမှာတော့အစဉ်ပြေတဲ့ရောင်ရောင်ရှိတယ်နောက်ဘဝအတွက်အစဉ်မပြေဘူး ကောင်းကျိုးချမ်းသာကုသိုလ်ကောင်းမှုကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာလည်းအဆင်ပြေတယ်နောက်ဘဝမှာလည်းအဆင်ပြေတယ်ဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်တဲ့ဒါကြောင့်မို့ဒိဋ္ဌိဓမ္မေစယောအထောယောသထောတံပရာယိကောအထာဝိတမယာဓိရာပဏိတော်တိပါဟောစတိမြတ်စွာဘုရားက ဒီဘဝလည်းကောင်းအောင်လုပ်နိုင်ရမယ်နောက်ဘဝအတွက်လည်းကောင်းအောင်လုပ်မြအဲ့တော့ဒီဘဝကောင်းဖို့အတွက်တင်မကြည့်ရဘူးဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းဆိုတဲ့ကိုယ့်ရဲ့အရင်ချင်းကောင်းတွေကိုအသုံးချပြီးတော့ဒီဘဝလည်းအကျိုးဖြစ်ထွန်းအောင်လုပ်ပြီးနောက်ဘဝလည်းအကျိုးဖြစ်ထွန်းအောင်ဒီဘဝမှာလူလောကမှာလိုက်နာချက်ချက်ကြိုးကုန်အထောက်အမဲ့အလုပ်တွေလုပ်ရမယ်နော်လူလောကမှာအကျိုးပြုအလုပ်တွေကိုလုပ်တယ်ဒီဘဝက နောင်ဘဝအတွက်အကျိုးပြုဖို့အတွက်ဘာတွေလဲဆိုရင်တတ္တာတို့ယုံကြည်မှုရှိရမယ်သီလကိုချင်းသီလရှိရမယ်သုတဘဝအရေးနဲ့ပတ်သက်ပြီးတော့ဘောဓုတ္တရှိရမယ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းဘောဓုတ္တရှိရစာကရလာတဲ့ပစ္စည်းဥစ္စာကိုကိုယ်တယောက်တည်းသုံးမယ်မဟုတ်ပဲအများအတွက်သုံးချစာကဆိုတာရှိရမယ်ပညာ တတတတိရှိသည့်အတွက်ကြောင့်အရာရာမှာဆင်ញံုံတရားဆိုတာရှိလားအဲ့ဒီကတည်းပိုအစစ်မြင့်လာလို့ရှင်ဝိပဿနာတရားဆိုနောက်ဆုံးမှာတောကကိုဖယ်ရှားနိုင်တဲ့အမှန်သိတဲ့လောဘကိုလျှော့ချနိုင်လို့တောကကိုကင်းဝေးအောင်လုပ်စေနိုင်တဲ့အမှန်သိတဲ့တရားအဲ့ဒီအသိပညာမျိုးတွေတတ္တာသီလသုတ္တစာကပညာဆိုတဲ့ဒီ မိမိရဲ့တဏ္ဍာမှာရှိတင်ရှိလိုက်တဲ့အရင်ချင်းနေရှိပြီဆိုလို့ရှိရင်တော့ဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရမယ်နောက်ဘဝဆိုရင်လည်းကောင်းကျိုးချမ်းသာတွေရမယ်အဲ့ဒါတွေကောင်းကျိုးချမ်းသာရဖို့အတွက်အထက်ကတခုတည်းသောသဘာဝဟာဘာလဲလို့ဆိုရင်အပမာရဆိုတဲ့တတိတာဖြစ်တယ်ပေါ့ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ကောင်းကျိုးဟုသမျှဖော်ဆောင်ပေးနိုင်တဲ့တရားဟာတတိတာလည်းဖြစ်တယ် အပမာဒဆိုတဲ့ကုသိုလ်ကောင်းမှုပေါ်မှာမမေ့တဲ့ဘဝပေါ်မှာရင့်မှုနေခြင်းမရှိတဲ့တတိတရားနဲ့ပြည့်စုံအောင်တို့တွေဟာကြိုးစားအထောက်အမှာဖြစ်တယ်။မြတ်ဗုဒ္ဓရဲ့အဆုံးအမထဲမှာအပမာဒိနသမ္ပါဒိဋ္ဌအပမာဒဆိုတဲ့တရားနဲ့ကိုယ်ရရှိထားတဲ့အခြေအနေကောင်းတွေပေါ်မှာရင့်မှုမနေဘဲနဲ့အမှန်တိတဲ့ပညာရနဲ့စင်ရှင်သုံးသပ်လို့ဘဝပေါ်မှာတတိရှိပြီး ကုသိုလ်တရားဖြစ်ပေါ်အောင်တို့တွေတွေစူးစမ်းကြရမှာဖြစ်တယ်လို့ကိုစီကိုစီအမှတ်ရပြီးအပ္ပပါဒတရားနဲ့ပြည့်စုံအောင်ချင့်ချံကြိုးကုန်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း